ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဘာတင်တင်ဒေါ်လာဝယ်ငွေရှာလို့ရနိုင်တဲ့ content monetization ကိုရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင်ဆိုတော့ကျွန်တော်ဒီ Facebook အပေါ်မှာဘာတင်တင်ဒေါ်လာဝယ်ငွေရှာလို့ရနိုင်တဲ့ဟာကကြတော့ content monetization လို့ခေါ်ပါတယ်ဆိုတော့အဲ့ဒီ content monetization ဆိုတာကဘာလဲဆိုရင်တော့ကျွန်တော်အရင်ကဗီဒီယိုတစ်ပုဒ်လုတ်ထားပြပါပြီမကြည့်ရသေးဘူးဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုကိုတွားကြည့်လိုက်ပါဆိုတော့ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီ content monetization ကိုရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးပဲဖြစ်ပါတယ်ဆိုတော့ content monetization ရချင်တဲ့သူတွေအတွက်အဓိကလုတ်ဆောင်ရမယ့်အချက်၃ချက်ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် ဆိုတော့ပရမချက်အနေနဲ့ကျွန်တော်တို့ကဒီအရင်တုန်းက Facebook ကိုတရက်မှာ3နာရီလောက်ပဲသုံးဖြစ်တယ်ဆိုလို့ရှိရင်ဒီ content monetization ကိုရချင်တယ်ဆိုလို့ရှိရင်တော့အနည်းဆုံး4နာရီ5နာရီလောက်သုံးပြရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီသုံးပြရမှာဖြစ်ပါတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဓာတ်ပုံတင်တာတွေအရင်ကဓာတ်ပုံတရက်မှာတပုံလောက်ပဲတင်ဖြစ်တယ်ဆိုလို့ရှိရင် content monetization ရအချင်းနဲ့ဆလုတ်ရှင်တရက်ကို3 4ပုံလောက်တင်ရမယ်ဗီဒီယိုဆလုတ်ရှင်လည်းတပတ်မှတပုတ်လောက်ပဲတင်ထားတာဆလုတ်ရှင်တပတ်မှ3ပုတ်4ပုတ်လောက်တင်ရမယ်အဲ့လိုမျိုးကျွန်တော်အသုံးပြုတ်ထားတဲ့ဟာလေးကိုပို့ပြီးတော့တရက်မှာ3နာရီလောက်ပဲအသုံးပြုတ်တယ်ဆလုတ်ရှင် content monetization ရဖို့4နာရီ5နာရီလောက်အချိန်ပြီးပြီးတော့မှသုံးပြရမှာဆိုတဲ့ဟာလေးဖြစ်ပါတယ်ဆိုတော့ဒုတိယချက်အနေနဲ့တော့ policy အကြောင်းလေးတွေဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီ Facebook မှာ content monetization ရချင်တာဖြစ်တဲ့အတွက်ကြောင့်တို့ရဲ့သတ်မှတ်ထားတဲ့စီးမင်းစည်းကမ်းလေးတွေလိုက်နာရမှာဖြစ်ပါတယ်။ဥပမာ ကျွန်တော်ဗီဒီယိုတွေတင်တဲ့အခါမှာဒီမီးလောင်တာတွေပြီးရင်လိုတက်တာတွေတွေးအများကြီးထွက်တာတော့ဒီကလေးကိုနှိပ်စက်တာနင်းပတ်နှိပ်စက်တာတော့အဲ့လိုမျိုးတွေ Facebook ကခွင့်မပြုထားတဲ့ဥပမာစည်းကမ်းချိုးဖောက်နိုင်တဲ့ policy ချိုးဖောက်နိုင်တဲ့ဟာလေးတွေကို post မလုပ်ထားဘူးလို့ပါတယ်။ ဆိုတော့နောက်ဆုံးအချက်အနေနဲ့နံပါတ်3အချက်အနေနဲ့ကကြတော့ copyright copyright လည်းအရန်အရေးပါပါတယ်ဆိုတော့အဲ့ဒီ copyright ဆိုတဲ့နေရာမှာအကုန်လုံးမှာ copyright ရှိတယ်စာတင်တဲ့အခါမှာလည်း copyright ရှိတယ်မူရင်းပိုင်ရှင်တွေရှိတယ်ဓာတ်ပုံတင်တဲ့အခါမှာလည်းပိုင်ရှင်တွေရှိတယ်ဗီဒီယိုတင်တဲ့အခါမှာလည်းပိုင်ရှင်တွေရှိတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေဖန်တီးတဲ့ချိန်မှာ background မှာ အသုံးပြုထားတဲ့ background music နောက်ခံသီး ချင်းတွေပေါ့အဲ့ဒါလေးတွေမှာလည်း copyright တွေရှိတယ်အဲ့ဒါလေးတွေမထိထားဘူးလူတယ်ဗျအဲ့ဒီ copyright ကိုလိုက်နာရမယ် copyright ကို မထိထားဘူးအဲ့ဒါအရင်အရေးကြီးတယ်တကယ်လို့ကျွန်တော်တို့ကသူများတချင်းတွေသူများဗီဒီယိုတွေသူများတင်ပြီးသားဓာတ်ပုံတွေဗီဒီယိုတွေရုပ်သုံးပြီးတော့မှကျွန်တော်ရဲ့အကောင့်မှာတင်တယ် အဲကျွန်တော်ရက်ကောင်းမှာအဲပြန်ပြီးတော့ share သွားတယ်ဘာညာလုတ်တယ်ဆိုလို့ရှိရင်တော့ Facebook ကအဲ့ဒါလေးတွေလုံးဝမကြိုက်ပါဘူး copyright ထိတယ်တိပြီးတော့ copyright ထိတာများလာတဲ့အချိန်ကြာရင် ကျွန်တော်အကောင့်ပြတ်တာတွေလည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ဒီနေ့ video လေးမှာတော့ content monetization ရရှိတဲ့အတူတွေအတွက်အဓိကမဖြစ်မနေလိုက်နာရမယ့်အချက်၃ချက်ကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒီ video လေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ဖြစ်ဖြစ် page ဖြစ်ဖြစ်ကျွန်တော်ရဲ့ TikTok account လေးတွေဖြစ်ဖြစ် select အားပေးကြဖို့တောင်းဆိုရင်းနဲ့ဒီ video လေးကိုကျွန်တော်ဒီမှာပဲအဆုံးတက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်